အခုအမေရိကန်သမ္မတကြီးကိုမြန်မာနိုင်ငံကလာတယ်လို့ပြောတဲ့သူတယောက်မြန်မာ အမေရိကန်မြန်မာစင်တာဆိုပြီးတော့ဗျာထူထောင်နေပေါ့ဗျာကျွန်တော်သူ့ရဲ့အဲ့ဒီအမေရိကန်မြန်မာစင်တာကိုတွားကြည့်လိုက်တာလေသူ့ကိုတောင်မှ follower လောက်တာလူ260ပဲရှိတယ်အဲ့လူ260ကလေလူ185ယောက်က အမေရိကန်နိုင်ငံတွေကမဟုတ်ဘူးဗျာ185ကျွန်တော်အဲ့လောက်ထိကိုအသေးချာလေ့လာတယ်ဗျာ ကဲဒါဆိုရင် तू ကတမရာကြီးကိုမြန်မာပြည်သူတွေဒီလိုခမားလုံနေတဲ့အတွက်ခမားရဲ့အခြေခံဥပဒေအရရောဘာအရရောအာအာဟိုကျွန်တော်တို့ကတရားစွဲမယ်ပေါ့အာ तू ကလူလေလဲနေနေကြတယ် तू ကဒါ policy ဒါ law မဟုတ်ဘူးလို့ထွက်ပြောတာဟုတ်တာပေါ့ဒါကလုံလို့မရဘူးမလုံတဲ့ဘူးလို့ကျွန်တော်လည်းရေးတင်ခဲ့တယ် လုံလို့ရတယ်လုံတဲ့နဲ့ဥစ္စာကိုတော့ကျွန်တော်လည်းထောက်ခံပါပေါ့ဗျာအခုကအဲ့လုံမဲ့လူရဲ့အခြေအနေအမေရိကန်ကိုဘလို့ပုံစံနဲ့သူကရောက်လာတာ။သူကလက်ရှိဘာအင်ကန်းနေနဲ့ယက်တီနေတာ။အဲ့ဒီကနေပြီးတော့သူကဘာဖြစ်ချင်တာလဲ။သူပထမရောက်လာတဲ့အခြေအနေနဲ့သူကလက်ရှိလှုပ်ပေးထားတဲ့အရာဘာတွေရှိနေတယ်လဲ။ ဟာအမေရိကန်မှာရှိနေတဲ့လူတွေကိုသူကအကျိုးဆောင်ပေးထားတဲ့အခမဲ့ပေါ့ဗျာသူတတ်တဲ့အတတ်ပညာနဲ့တပြားတစ်ချက်မှမကုံမင်းနဲ့အခမဲ့အကျိုးဆောင်ပေးထားတာလူ၁၀ယောက်မရှိဘူးဆိုတော့ပြီးတော့မြန်မာနိုင်ငံကထွက်လာတဲ့လူတွေထဲမှာတိုင်းရင်းသားလူမျိုးပေါင်းစုံအကုန်ပါတယ်ခရစ်ယာန်ပါမယ်အစ္စလာမ်ပါမယ်ဟိန္ဒူပါမယ်ဗုဒ္ဓဘာသာပါမယ်ပေါ့ဗျာကဲအဲ့ဒီလူတွေအားလုံးထဲမှာမှာ ဘာသာတစ်ခုက လူတစ်ယောက်ကအဲ့လိုလုပ်နေတယ်ဆိုတဲ့အခြေအနေမျိုးရောမမြင်နိုင်သွားဘူးလားအဲ့ဘာသာတစ်ခုက လူတစ်ယောက်ကဘာလုပ်လဲဒါကိုကျွန်တော်က तू အလုပ်လုပ်တော့မယ်ဆိုရင်ကျွန်တော် အမေရိကန်မြန်မာစင်တာရဲ့နိုင်ငံကြီးပါဆိုရင်ဟာကြည်ညာလေအဖေအမေတွေပြောလေသူ့ရဲ့ biography တွေချပြထားလေအဲ့ဒါဆိုရင် အမေရိကန်မှာရှိနေတဲ့မြန်မာတွေအားလုံး သူနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကျွန်တော်တိုက်တွန်းမယ်လေသူ့ဘာသာသူဘယ်ကြောင်းတက်တယ်ဟိုကြောင်းတက်တယ်ဒီကြောင်းတက်တယ်ပုတ်ခမားတို့အဲ့ဒီဥစ္စာကိုလည်းပြောရအောင်မယ်ဗျအဲ့ဒီ case ကြီးကိုအရင်ဆုံးတင်လာတာ BBC မဟုတ်ဘူးဟိုအမေရိကန်ရောက်မြန်မာဘာညာဆိုတဲ့ page က NUG ပေါ့ဗျာအမေရိကန်လူဖြူဒေနဲ့ထိတ်တိုက်တွေ့နေတဲ့လူမျိုးစုတည်းကလည်းဖြစ်နေတယ်ဗျာဆိုတော့ မြန်မာရီးယားသူ့ဘာသာသူမြန်မာနိုင်ငံလာတာအားလုံးကမြန်မာလူမျိုးမဟုတ်ဘူးဗျအဲသူ့ဘာသူမြန်မာနိုင်ငံလာသူ့ဘာသူအေးစေးကြမ်းကြမ်းတသာလှုပ်ရှားနေကြတာအဲ့ဒီတဲမှာမှခင်ဗျာအခုအပိုးခံလိုက်ရတဲ့ဟိုအာဖရိကကိုရောက်သွားတယ်ဘာကိုရောက်သွားတယ်ဆိုရဲလူတွေထဲမှာခင်ဗျာသွားကြည့်လိုက်မတရားလှုပ်တဲ့လူ ငွေပွားရရက်ကိုကြည်လိုက်နော်ရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်ပြောတာအခုကြတော့ဟာသူရဲကောင်နဲ့မြမသူရဲကောင်တယောက်ပေါ်ထုံးပြီတဲ့ဟာအဲ့ဒါတော့များတယ်ဗျအဲ့ဒါကိုလေ NUG ကိုထောက်ခံတဲ့ page ကနေစတင်တာအခုကြတော့ဘာတဆင့်တက်လာလဲဆိုတော့ဟာဘမလည်းမဟုတ်ဘူးတိုင်းရင်သားလည်းမဟုတ်ဘူးဆိုတော့အခုမင်းတို့နောက်တဆင့်တက်လာတယ်ဒီလိုကောက်မျိုးနဲ့ အမေရိကန်မှာနေထိုင်နေတဲ့လူတွေကိုဘဝပြအောင်လုပ်တာဒါကြီးကတော့မတရားဘူးအဲ့ဒီအတွက်မင်းတို့ပြောတဲ့အမေရိကန်မြန်မာစင်တာအော်ဂက်စလာကစာဖွင့်ထားတာတောင်မှလူကြီး260ပဲ follower ရှိတဲ့အမေရိကန်မြန်မာစင်တာကြီးကမြန်မာတနိုင်ငံလုံးက လူမျိုးပေါင်းစုံဘာသာပေါင်းစုံနဲ့အမေရိကန်ကိုလာတဲ့လူတွေကို တရားစွဲပေးပါမယ်ဆိုတာယုတ်တိတန်ရဲ့လားလို့ဒါဆိုရင်နောက်ဆုံးဘာဖြစ်မလဲဆင်ကောင်းခွေးမချီနိုင်ဘူးဆင်ကောင်းကအရန်ကြီးတယ်လေ အဲ့ဒီခွေးတကောင်မထီနိုင်တဲ့ကိစ္စနဲ့ခမားတို့ပါဒုက္ခရောက်ကြမယ်အဲ့ဒါကြောင့်မင်းသိတတ်နေလားမင်းသိတော်နေလား Okay မင်းတက်ရင်တော်ရင်အကျိုးဖြစ်တဲ့တော်တဲ့နေရာတက်တဲ့နေရာပါမယ်သုံးချလေဘာလို့အားလုံးမင်းကိုမတောင်းဆိုဘဲနဲ့ဘာဖြစ်လို့တုတ်ကောင်ထရတာလဲအညာထင်းရက်နဲ့ကမုန်းရွက်ပြုတ်တော့ပြီးတော့တုတ်ကောင်ချလိုက်ပါလားလို့ဟမ်အညာထင်းရက်နဲ့ကမုန်းရွက်ပြုတ်တော့တုတ်ကောင်ကြတယ် ဒါပေမဲ့ခင်ဗျဒီမှာအရန်ထူးဆန်းနေတာရှိတယ်ထူးဆန်းနေလीငါတို့ကိုငွေမလူရင်မင်းတို့အမေရိကန်မှာရှိတဲ့လူတွေအားလုံးခွဲထွင်းမယ်ဆိုတဲ့အပေါက်မျိုးတော့မချိုးနဲ့လीအခုကဆင်ကောင်းကအရန်ကြီးနေတယ်ခွေးပိန်ကထချီတဲ့အခြေအနေမျိုးနဲ့တမ်ပရာကြီးဒေါ်နယ်ထရန့်ကိုတရားစွဲမယ်ဆိုတာကတော့လုံးဝလုံးဝလုံးဝ မဖြစ်နိုင်ပါဘူးလို့ပဲကျွန်တော်ပြောမယ်ဗျာကျမ်းနာပါခဲ့ရင်တော့ခွင့်လွတ်ပါဒါပေမဲ့ပညာဓာတ်ရောင်ဆောင်ပြီးကလိန်ကြစ်တည်းစကလုံးလှလှစကလုံးကောင်းကောင်းနဲ့တွန့်တင်ဆုံးမလို့မရဘူးဆိုတဲ့ theory อ่ะအဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကောင်းချီတဲ့ philosophy တခုဗျအဲ့ဒီထောင်ကောင်းချီတဲ့ philosophy ကိုကင်ပြီးတော့ကျွန်တော်ပြောလိုက်ချင်တာကတော့ဆင်ကောင်းကိုခွေးပိန်မချိနိုင်ပါဘူး